မင်္ဂလာပါသီယိုလော်ဂျီတလုတ်ဆိုင် Morning Devotion အစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်အရင်ဆုံးအဖဖျားသခင်ထံတူဝင်စကားပြောခြင်းနဲ့ဆက်ပြေးကြရအောင်။ကောင်းကင်မြေကြီးစကြဝဠာလုံးလုံးကိုဖန်ဆင်း၍ထိန်းချုပ်လျက်ရှိတော်မူသောအရှင်အဖဖျားမနက်ခင်းသစ်အတွက်ကျေးဇူးတင်ပါတယ်။ကိုရရှင်အဖဖျားအထူးသဖြင့်ကိုရရှင်၌မိကိုအာကိုခွင့်ရခြင်းကိုရရှင်ထံစကားပြောခွင့်ရခြင်းကိုရရှင်ထံတူဝင်ခွင့်ရခြင်းအတွက်ကျေးဇူးတင်ပါတယ်။ ရရှင်ဖာရရှင်ပေးထားသောနှုတ်ကပတ်တော်တို့လည်းကျေးဇူးတင်ပါတယ်။နှုတ်ကပတ်တော်ကိုတာ၍တူး၍နားလည်သိရှိပြီးနှုတ်ကပတ်တော်အလင်းတိုင်းတူး၍လိုက်လျှောက်တတ်သောသူများဖြစ်စေဖို့ရန်ဒီကနေ့မှလည်းကရရှင်နှုတ်ကပတ်တမန်တော်ဖြင့်ကြွေးမွေးတော်မူပါ။ကျေးဇူးတင်တဲ့တပည့်တော်သားတို့ခင်ရှုနာမနဲ့ဆက်ပြုကြပါ၏ဖာပြသခင်။အာမင်။ဒီနေ့မနေ့မှာတော့ကျွန်တော်ယောရှုမှတ်စာခန်းကြီး9အငယ်1ကိုဖတ်ရှုဆင်ခြင်ကြမှာဖြစ်ပါတယ် ယောရှုမှတ်စာခန်းကြီး9ငယ်1ထာဝရဘုရားသည်ဣသရေလအမျိုးသားတို့ကူးစေခြင်းကယော်ဒန်မြစ်ရေကိုခန်းချောက်စေတော်မူသည့်အကြောင်းကိုယော်ဒန်မြစ်အနောက်ဘက်၌နေသော အာမောရိမင်းကြီးအပေါင်းပင်လယ်နားမှနေသောခါနနိမင်းကြီးအပေါင်းတို့သည်ကြာတည်သောအခါရဲရင်ချင်းတတ္တိအလျင်မကျွင်းဣသရေလအမျိုးသားတို့ကြောင့်စိတ်ပြက်လေ၏ ထရှိသွားတဲ့တမချန်းစာရဲ့ကောင်းကြီးမင်္ဂလာတင်ပို့မှရှိပါစေ။ဒီနေ့အတွက်တမချန်းစာဒီနှုတ်ကပတ်တရားတော်ကနေ အထူးနှလုံးသွင်းမှတ်သားစေခြင်းတဲ့စကားကတော့ရဲရင်ချင်းတတိအလင်းမကျွင်းဆိုတဲ့စကားလုံးဖြစ်ပါတယ်။ရဲရင်ချင်းတတိအလင်းမကျွင်းဘသူတွေကရဲရင်ချင်းတတိအလင်းမကျွင်းတာလဲဆိုတော့တမချန်းစာအရယော်ဒန်မြစ်အနောက်ဖက်နိုင်နေသောအာမောရီမင်းကြီးအပေါင်း ပင်လယ်နားမှာနေသောခါနနိမင်းကြီးအပေါင်းလို့ဖော်ပြပါတယ်။တနည်းအားဖြင့်တော့ဘုရားသခင်ရဲ့လူမျိုးတော်ဣသေလလူမျိုးရင်ဆိုင်ရမယ့်ယန္တူတွေဖြစ်ပါတယ်။ဒီယန္တူတွေဘာဖြစ်လို့ရဲရင်ချင်းတတ္တိအလျင်းမကျွမ်းတာလဲဆိုတော့သာဝရဘုရားသည်ဣသေလအမျိုးသားတို့ကူးစေခြင်းကယော်ဒန်မြစ်ကြီးကိုခန်းချောက်စေတော်မူသည့်အကြောင်းကို ကြားသိတဲ့အခါမှာလို့တွေ့ရပါတယ်။ ရိုးရိုးလေးပဲစဉ်းစားကြည့်မယ်ဆိုရင်တော့သာဝရဘုရားသခင်ကဣတရေလအမျိုးသားဘက်မှရှိနေတာကိုသိတဲ့အခါရန်သူတွေရဲရင်ချင်းတတိအလျင်မကျွင်းတတိတစက်ကလေးမှမကြံတော့တဲ့အနေအထားရောက်သွားတယ်ဆိုတာတွေ့ရပါတယ်ဣတရေလလူမျိုးတွေနေနဲ့ရင်ဆိုင်ရမယ့်ရန်သူရှိလားဆိုရင် ရှိနေပါတယ်ရန်သူရှိနေပါတယ်တမိုင်းကိုကြည့်မယ်ဆိုရင်ယောရှုနဲ့ဣတရေလအမျိုးသားတွေ ရန်သူကိုနောက်ထပ်9နှစ်လောက်ရင်ဆိုင်တိုက်ခိုက်ရအောင်မယ့်အနေအထားဖြစ်ပါတယ်ရန်သူတော့ရှိတယ်ဒါပေမဲ့ရန်သူမှာရဲရင်ချင်းတတိ အလင်းမကျွင်းကြောင်းတွေ့ရပါတယ်ဘာဖြစ်လို့လဲသာဝရဘုရားသခင် အတူရှိခြင်းကိုတီလို့လို့ဖော်ပြပါတယ်ဒါကဒီကနေ့သခင်ယေရှု ခရစ်တော် ਨੇ သက်ဆိုင်တဲ့ခရိယန်တွေရဲ့အနေအထားနဲ့လည်းအတူတူပါပဲသခင်ယေရှုခရစ်တော်ကလဝါကားတိုင်းပေါ်မှာဆောင်ရွက်เสียအမှုအလုံး ြီးစည်းအောင်ဆောင်ရွက်ပြီးခဲ့တဲ့အတွက်ရန်သူတွေဖြစ်တဲ့မောင်မိုက်တကူနတ်ဆိုးတွေရောမရဏနိုင်ငံနဲ့တေကျင်းတရားရောလောကနဲ့လောကတက်မှချင်းရောအာလုံကရှုံးနိုင်ဖို့ကြိမ့်တည်ပြီးသားအရာတွေဖြစ်သွားပါပြီ။သခင်ယေရှုခရစ်တော်ရဲ့လဝါကားတိုင်းတို့ကြောင့်မောင်မိုက်တကူနတ်ဆိုးတွေလောကနဲ့လောကီတက်မှချင်းတွေမရဏနိုင်ငံနဲ့တေကျင်းတရားအာလုံကရှုံးနိုင်ပျက်စီးသွားဖို့ရန်ကြိမ့်တည်ပြီးသားအရာတွေဖြစ်ပါတယ်။ ျွန်တော်တို့ကကြောက်ရွံ့နေရမယ့်အရာမဟုတ်ပါဘူး။သခင်ယေရှုခရစ်တော်ရဲ့လဝါကားတိုင်းတကူကဒီရန်သူတွေရဲ့အစိတ်ကိုထုတ်ပေးပြီးသားသူတို့ရဲ့လက်နက်တွေကိုရိုက်ချိုးပေးထားပြီးသားဖြစ်ပါတယ်။တမန်တော်အရစင်ရင်ကြည့်ရင်ဒီရန်သူတွေစာတန်နဲ့နှဆိုးရောမရဏတည်ခြင်းတရားရော လောကနဲ့တတ်မှတ်ခြင်းတွေရောကကျွန်တော်တို့ကိုကြောက်ရွံ့ရမယ့်အနေအထားဖြစ်ပါတယ်။ဖျားသားသမီးတွေဘက်မှာဖျားသခင်ကိုတော်တိုင်ရှိနေတာ ိလို့သူတို့မှာရဲရင်ချင်းတတိအလေးမကျွန်းတဲ့အနေအထားဖြစ်ပါတယ်။စစ်မှန်တဲ့ဖရာသားသမီးတိုင်းဖရာသခင်တကယ်အတူရှိတဲ့ဖရာသားသမီးတိုင်းကိုရန်သူကကြောက်ရွံ့ပါတယ်။ဒါပေမဲ့ရန်သူတို့ရဲ့ထုံးစံအတိုင်းပဲမကြောက်တဲ့ပုံနဲ့ပြန်ပြီးချိန်ချောက်လှဲ့စားတတ်ပါတယ်။စာရန်ကလည်းရှင်သေးကဲ့သို့ဟိန်းဟောက်ပြီးဖရာသားသမီးတွေကြောက်ရွံ့သွားအောင်အမျိုးမျိုးချိန်ချောက်တတ်ပါတယ်။ကျွန်တော်တို့တတိယဘုက ယန်သူသည်ရဲရင်ခြင်းအောင်စောင်းနေတော်လဲသခင်ယေရှုခရစ်တော်ရဲ့လဝါကတိုင်တကူကသူ့ရဲ့လက်နက်တွေကိုရိုက်ချိုးပေးထားပြီးသားဖြစ်တယ်။ဒါကြောင့်ဒီနေ့အတွက်အထူးသဖြင့်ဆင်ញင်ခံယူနှလုံးသွင်းစေချင်တာကသင်ရင်ဆိုင်ရမယ့်ယန်သူတွေရှိပါသေးတယ်။အချိန်အကြာကြီးဆက်ပြီးရင်ဆိုင်ရမယ့်အနေအထားလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့သခင်ယေရှုခရစ်တော်လဝါကတိုင်မှာကိုစားပေးဆက်အသေးခံပြီး ရှင်ပြန်ထမြောက်ခဲ့ခြင်းအပြင်ရန်သူလက်နက်တွေကိုဖျက်ဆီးပြီးသွားသလိုထာဝရဘုရားသခင်ကလည်းကျွန်တော်တို့ဘက်မှရှိနေပြီဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ယောမအဝရသာခန်းကြီးရှစ်အငယ်31ကိုဖတ်ရှုပြီးဆုံးသက်ချင်ပါတယ်။သူပြည့်၍ဤအရာများတို့၌အဘယ်သူပြောစရာရှိသနည်းဘုရားသခင်သည်ငါတို့ဘက်၌ရှိတော်မူလျင်အဘယ်သူသည်ငါတို့တစ်ဖက်၌နေနိုင်မည်နည်း ရဲရင်ချင်းတတိအစွမ်းခွန်အားနဲ့စုံလင်နိုင်ကြပါစေခနာလာဆုတောင်းရအောင်ကောင်းကင်မြေကြီးဖန်ဆင်းတော်မူသောရှင်ဖပါဗျာကိုရရှင်ကျွန်တော်နဲ့အတူပါရှိသောကြောင့်ကျေးဇူးတင်တယ်ကိုရရှင်ကိုရော်တိုင်းကျွန်တော်တို့ကိုခွန်အားနဲ့ပြည့်နေစေသောကြောင့်ကျေးဇူးတင်တယ်ကိုရရှင်ဖပါဗျာသခင်ကိုရရှင်နဲ့ရဲရင်ချင်းကိုယ်ရရှင်ရဲ့အမိကိုတဲ့ချင်းစိတ်ချခြင်းများနဲ့ပြည့်စုံဖို့ရန်ကျွန်တော်နှလုံးသားကိုကိုရရှင်တိုးရွေးသွေးဆောင် ကိုရှင်မြတ်တော်တို့၍ဖြည့်ပေးတော်မူပါကိုရှင်ထမလာသောရဲရင်ခြင်းနဲ့နေစဉ်အသက်တာကိုရင်ဆိုင်အောင်မြင်နိုင်သောသူများဖြစ်စေပွင့်ကိုရှင်လက်တော်ထဲသို့အနံ့ပါれကိုရှင်ပုံတော်ဖို့လုံးမှာဖြစ်စေပါယေရှုတင်လေတပါးသောတော်သခင်ယေရှုနာမနဲ့ဆုတောင်းစကားအနံ့ပါれပါဗျာအာမင်